ဆိုတော့ဒီလူမျိုးညောင်ခန့်ရှင်ကိုပြစ်လိုက်တော့လူသေးဆုံးမှုရှိသလားဆိုတော့အခုချိန်ထိတော့လူသေးဆုံးမှုရှိတယ်လည်းမကြောက်ဘူးနေရာတဲ့အထိတယ်လည်းမကြောက်ဘူးဒါပေမဲ့ဟိုတစ်ဖက်ကထုတ်ပြန်ရင်တော့ပေတယ်ချီတယ်ပယ်တယ်ကျိုးတယ်နဲ့စသဖြင့်ထုတ်ပြန်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ online မှာပါ sharing မြန်မာစာမှန်ကျဆိုပိုင်းပြရတော့လည်းနေတော့ပေးရကြည်ရပဲ့ရကြည်ရတော့မကြားရဘူးအဲ့လိုပဲဘသူထီတယ်ဘောဝထီတယ်လည်းမကြားရသေးပါဘူးသို့တော့ short ထုံးနဲ့ပြစ်တယ်ဆိုတဲ့တဲ့ရင်ကတော့ထွက်လာတယ်ပေါ့နော်ဒီလိုထွက်လာ ဆိုတော့ညောင်ခါရှီ X-ray ညောင်ခါရှီဂိတ်ကလည်းဒီ X-ray ဆက်ပြီးရှိတဲ့ဂိတ်ကလည်းတခါတရံကြရင်ပေါ့နော်ကျွန်တော်ကြာဘူးနားပါလို့ပဲပြောပါတရင်တည်းတည်းကြာတာပါဟိုအတီးလို့မမှတ်နိုင်ဘူးပေါ့နော်တည်းတည်းကြာတာပေါ့တချို့သောကိစ္စတွေကြာရင်လည်းတချို့သောကားတွေကြာရင်ပေါ့နော်ဟိုလက်နက်ပါတဲ့ကားတော့ဟုတ်ချင်မှာမဟုတ်ပါဘူးတချို့သောကားတွေကြာရင်ဆက်ကညောင်ခါရှီ X-ray ဆက်ကမီးပြက်လို့မီးပြက်လို့ဆက်ကစကံမဖတ်တော့လို့လို့ဘာလို့လို့ညာလို့နဲ့တချို့ကားတွေဖြတ်လာခဲ့လို့ရတာလဲရှိဘူးတယ်လို့ကြာကြာတရင်တည်းတည်းကြာပါတယ်ဒါမှလည်းဟုတ်ချင်မှာလည်းဟုတ်မယ်ဟုတ်ရင်လည်းဟုတ်မယ် ဟုတ်ကျင်လည်းဟုတ်ပဲပေါ့နော်မဟုတ်ကျင်လည်းမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါမျိုးလေးလည်းရှိတော့ဘာပြောဒီလိုမျိုးဒီတိုင်းပြည်မတည်မငြိမ်ဖြစ်နေတဲ့အချိန်မအေးချမ်းတဲ့အချိန်အကျန်းဖက်တောင်းကျမှုတွေများနေတဲ့အချိန်မှာဒီလိုမျိုးကိစ္စတွေကသတိကြီးထားဖို့လိုတယ်ငွေရလိုမှုတစ်ခုသုံးဖို့တစ်ခုခုရလိုမှုတစ်ခုကြောင့်မတော်တဆပေါ်ရမှုရာလေးတွေဟာကို့အသက်ပါတစ်ခွာသွားနိုင်တယ်ဟိုမှာအမြန်လမ်းမှာပြီးခဲ့တဲ့ရပိုင်းအမိတာကိုပဲကြည့်နော်မပြောသေးဘူးဆိုပြီးတော့မပြောသေးတင်တဲ့ကားလိုလိုနဲ့အောက်မှာပုံဖြတ်ပြီးလက်နက်တွေတည်လာခဲ့တဲ့ဟာမျိုးဇာလမ်းမျိုးတွေဆိုတာဒါတွေကဂိတ်အစစ်အစစ်ကိုဖြတ်ပြီးမှရောက်လာခဲ့တယ်ဟာလို့ခေါ်တယ်ဆိုတော့ဒါကြောင့် ဟိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေဂိတ်တာဝန်ကြီးလူတွေနဲ့စနစ်တကျစစ်ပါပေးချစစ်ပါဘု து မျက်နှာအောင်မှအဒီလူကျွန်တော်သိတယ်အဒီလူကဘာမှမလုပ်ပါဘူးမထင်ပါနဲ့သိတယ်လှုပ်လောက်ဘူးလူယူဆတဲ့လူတွေကပို့လောက်တတ်တယ်ဗီဇာရှိတယ်အဲ့ဒါမလို့စစ်ပါမြို့သူကမစိုးစစ်ပါလိုအပ်ရင်ကားတစ်ခုလုံးတခြားရှာစစ်ပါအဲ့ဒါမှစစ်ချအောင်ပါဘာလို့ဆိုတော့တိုင်းပြည်ရဲ့ဒီအကြမ်းဖက်မှုအန္တရာယ်လူတွေရဲ့အော့အောင်းနေမဖြစ်အောင်လူအသက်တွေတည်ကြည်မှုမဖြစ်အောင်လုပ်ဖို့ဆိုတာကအဲ့ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကရဲ့စစ်ဆေးမှုတွေကယူကြည့်ပါတယ်အဲ့တော့စစ်ဆေးကြဖို့တခြားစစ်ဆေးကြဖို့တိုက်တွန်းကြပါတယ်အဲ့တော့ညောင်ခိုင်းရှင်ကေချောရိုင်းတို့ပြစ်ခတ်တဲ့ကိစ္စကတော့ ဟိုအတန်းတော့ထွက်လာတယ်ဒါပေမဲ့တရင်ကတော့ဟိုတေးတယ်ကြီးတယ်ဘာညာခိုင်ကြတော့သူကြီးမှမထွက်ပါဘူးဒါလေးကကျွန်တော်တို့ထည့်ပြောတာအဲအဲ့တော့ညောင်ခါရှင်ကိစ္စကျွန်တော်ပြောပြီးတော့ကျွန်တော်ညောင်ခါရှင်မော်လမြိုင်ရန်ကုန်လိုင်းနဲ့ရန်ကုန်ရောက်သွားပြီးမှတ်လိုက်ပါတော့ကျွန်တော်မော်လမြိုင်နဲ့ကားမောင်းလိုင်းနဲ့ရန်ကုန်ရောက်လာတယ်မှတ်လိုက်ရန်ကုန်မှာဇလန်းနှစ်ခုရှိတယ်တစ်ခုကဘာလဲဆိုတော့ထူးထူးခြားခြားပေါ့ဗျာဟိုအဲဘ ਹੁ မျိုးသမီးဆေးဥမှာခလေးလေးမွာဘူးမွေးတဲ့ဇလန်းလေးတစ်ခုမနေ့ကအဲအဲ့ဒါလေးကကျွန်တော်လည်းစိတ်ထဲမှာပါဖြစ်တော့အော်ထက်ပြီးတော့ပြောချင်စိတ်ရှိလို့ထည့်ပြောတာပါလေးမွာဘူးမွေးတာခလေးကလေးမွာဘူး လေးပါဘူးဆိုတော့ဒါလေးလေအဲဝါတော့ဖြစ်တယ်ပေါ့ဗျာပြောရင်တော့ရှာထူးခြားတဲ့သတင်းလေးတစ်ခုလို့ကျွန်တော်တို့ပြောချင်တယ်ဘာလို့ကျွန်တော်တို့လေးမွားဘူးမွေးဘူးဆိုတာကခင်ဗျအဲ့မိခင်ဘလောက်ခက်ခက်ခဲလွယ်ထားမလဲဆိုတော့စဉ်းစားကြည့်ပါဦးဒီလေးဘိုက်ထဲမှာလေးမွားဘူးဆိုတာကျွန်တော်တို့ဗျာကျွန်တော်တို့အမေတွေကျွန်တော်တို့ဟိုကျွန်တော်တို့တယောက်တည်းတော့ကျွန်တော်လည်းကောင်တကောင်လေးပေါ့နော်ကျွန်တော်တို့လွယ်ထားတော့သူ့မှာတော်တော်ခက်ခဲနေရတာဒီ၄ယောက်ကိုလွယ်ထားတဲ့မိခင်ဆိုရင်အမလေးကျွန်တော်စဉ်းစားကြည့်တယ်တော်တော်တော့ဒီအမျိုးသမီးတော်တော်တော့ဟိုဒီ၄ယောက်ကတန်းတော်တော်ခမ်းမှာဒီဘိုက်နဲ့လွယ်ထားတာ ရုပ်တရက်ခင်ဗျာကလေးလေးရောက်ကိုခြီးပါဆိုရင်မခြီးနိုင်ဘူးဒါပေမဲ့မိခင်တွေကဘလောက်ထိတခါတခါကြာရင်ဟိုသူတို့ရဲ့စိတ်သက်ခွန်အားကြီးလို့ခေါ်မလားဘယ်လိုခေါ်မလဲသူတို့မေတ္တာတွေကကြီးတယ်လို့ခေါ်မလားဒီကလေးလေးရောက်လွှဲထားတဲ့ဘိုက်ကလွယ်နိုင်တဲ့မိခင်ရဲ့တတ္တိနဲ့ဟိုဘယ်လိုခေါ်မေတ္တာတရားကတကယ်ပါလေးစားထိုက်ွဲကောင်းပါတယ်ဒါကြောင့်ကဘာမှာလဲကဘာနဲ့ခြီးပြီးတော့ဖြစ်ဖြစ်လူနဲ့လူအတိုင်းဝန်းကြားတော့မှာဖြစ်ဖြစ်မိခင်တွေရဲ့တန်ဖိုးကဒီဖခင်တွေတဲ့ပုံပြီးကြီးတယ်လို့ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်တော့ခံယူတယ်ခင်ဗျားတို့တော့မသိကျွန်တော်ခံယူတယ်မိခင်မေတ္တာပိုကြီးတယ်ဆိုတော့ကျွန်တော်တို့ခံယူတယ်အဲ့တော့ ဒီလိုမျိုးလေးမဟုတ်ဘူးကိုယ်ဆောင်တဲ့မိခင်တယောက်ရဲ့ဟွာတော့တာသမီလေးယောက်ကိုမထားတဲ့သူ့ရဲ့မြစ်တာတော့ကြီးမားပါလိမ့်မယ်ဆိုတော့ဘုံမြသူစေယုံကြီးမှာဖြစ်တဲ့ကွာကမနီမန်ဂျီတာ6ရက်နေ့နေ့လယ်7:40နာရီအချိန်လောက်မှာဒီမြို့သမီးတယောက်ပေါ့နော်အသက်26နှစ်အရွယ်မြို့သမီးတယောက်သူ26နှစ်အရွယ်မို့လို့လည်းသူစောင်းနေတာပေါ့ကိုယ်ဆောင်တော့တကယ်လို့30နဲ့35 35နောက်ပိုင်းဆိုတော့ဒီလေးမဟုတ်ဘူးဆိုတာသူ့အတွက်အသက်ပါရင်းရနိုင်ရရှိတယ်လေးမဟုတ်ဘူးဆိုတာအဲ့တော့သူအဲဒီလေးမဟုတ်ဘူးမွေးတယ်မွေးတယ်သူသိရတယ်အဲ့တော့ဒီအတွက်လည်းကျမ်းမာရေးဝန်ကြီးဌာနဒီဘုံမြသူစေယုံကြီးက ဟိုတာဝန်ရှိတဲ့လူတွေကတိတိချာချာကိုလုတ်ပေးတယ်ခွဲစိတ်ပြီးတော့တိချာမွေးပေးတယ်တိချာကိုစဉ်းစားချာလုတ်ပေးတယ်အောင်မြင်စွာဒီမှာဘူးအောင်မြင်စွာမွေးနိုင်ခဲ့တယ်ဆိုတော့ဒါအချမ်းမိုက်ဝင်းကြီးဌာနအတွက်ဂုံပြူစရာကောင်းပါတယ်အတိမတ်ပြူကောင်းပါတယ်ဒါတော်တယ်ဒီဆေးရုံမှာတာဝန်ထမ်းဆောင်တဲ့ဆရာဟောဆရာဝန်ဆရာမတွေတော်တော်ကိုစူးစမ်းပန်းစားနေလေဟိုစနစ်တကျသူတို့ပညာရေးကိုကျွမ်းကျင်စွာနဲ့စနစ်တကျလုတ်ပေးနိုင်ခဲ့တယ်အောင်မြင်တယ်အဲချီချူးဂုံပြူကိုထိုက်တယ်လို့ကျွန်တော်မြင်ပါတယ်လီမော်ဘူးမွေးတယ်ဆိုတာရအောင်မွေးနိုင်တယ်ဆိုတော့လီမော်ဘူးကိုဝင်းကကိုဟိုလေးချီရ1.21ကီလို နောက်1.5 9ကီလို1.28ကီလို3.96ကီလိုရှိတဲ့မိန်ကလေး၄ဦးမြို့သူကြီးပဲ၄ဦးလေးမဘူးကလည်းပျောက်ကြိုက်ဗျာမြို့သူကြီးပဲ၄ဦးဆိုတော့အမလေးစဉ်းစားကြည့်ဦးဗျာမြို့သူကြီးပဲ၄ဦးလေနော်တရုတ်ထဲတပုံစံနဲ့၄ယောက်ဟိုဂျုံစံဂျုံတစ်ထပ်တည်းမတူရင်တော့တော်တော်ကိုတူတဲ့ຢာကိန်းတို့90ရန်တို့ထပ်မနေတူတဲ့မြို့သူကြီး၄ယောက် သူတို့နဲ့သူတို့ဒီကလေးတွေကြီးလာရင်တော့ပြဿနာပဲပြဿနာကြီးကြီးပဲနော်ဒီမိခင်တွေကတော့မှတ်မိပါဘူးဗျာသူတို့နောက်နောက်လာမှပတ်သက်တဲ့သူတွေကတော့တော်တော်ကျွန်းပြန်မယ်အဲ့ဒီလျောက်ကိုတော့အဲ့တော့လေးမော်ဘူးမွေးလိုက်တယ်ဆိုတာလေးကတော့ကျွန်တော်တို့ဆေးပညာအတွက်ကောတကယ့်ကိုမြန်မာနိုင်ငံအတွက်ကောထူးခြားတဲ့ဖြစ်စဉ်လေးပါကျွန်တော်တော့ကျွန်တော်တရင်သမားတက်တန်းတက်လျှောက်မှာတော့ကျွန်တော်ကြားမိတဲ့လောက်ပေါ့နော်လေးမော်ဘူးကရှာရှာပြပဖြစ်ရပါဟိုအမြဲတမ်းမွေးနေနှစ်တိုင်းမွေးနေတယ်လည်းမဟုတ်ဘူး၁၀နှစ်လောက်မှတစ်ခါတော့မှပဲကြာဘူးနာဝရှိဖို့ခက်ခဲတဲ့တဲ့တင်တစ်ခုပါဒါကြောင့်ကျွန်တော်တို့ဒါထူးခြားတယ်လို့ ထည့်ပြောတာပါဒါရန်ကုန်ကဖြစ်စဉ်တစ်ခုနော်အဲနောက်တစ်ခုကရန်ကုန်ဘာပဲနောက်တစ်ခုကဒီတောင်တကုန်87ရောက်ွက်မှာဖြစ်သွားတာအဲ့ဒါတော့ဒီနေ့ဖြစ်တယ်အဲ့ဒါလဲတော်တော်သတိကြီးကြီးထားရမယ်ကိစ္စအမျိုးသမီးတယောက်ကိုအာဘာခေါ်လဲဒီအဖွားကြီးအဖွားတို့တယောက်ကိုအမျိုးသမီးအဖွားတို့တယောက်ကိုဟွာလောက်တာဟိုဘာလဲအာပြန်မေးဆွဲတာကိုခေါ်မလားလိန်ပြီးတော့ဟန်ဆောင်ပြန်မေးဆွဲအိုက်ဇာလန်တစ်ခုတောင်တကုန်မြို့ထဲမှာဖြစ်သွားတယ်တောင်တကုန်မြို့နဲ့တကုန်မြို့ဆက်တောင်ပိုင်းပေါ့တောင်တကုန်မြို့နဲ့87ရောက်ွက်မှာဖြစ်သွားတယ်အဲ့ဒါ sorry match လာ9ရက်နေ့ကဖြစ်တာမနေ့ကဖြစ်တာဒီနေ့မဟုတ်မနေ့ကဖြစ်တာတဲ့ ဆိုတော့တောင်တကောအဲ့80ကျော်ကမှနေတိုင်းနဲ့အသက်80ကျော်80ပေါ့နော်မြို့သမီး80ပြည့်ပေါ့ပြောလို့ရှိရင်မြို့သမီးတယောက်ကအဲ့ဖွားကနေဖွားဖွားကမြို့သမီးတယောက်က80ဈေးကနေ80ကျောင်းလမ်းမတိုင်းအထိသူကအဲကျောင်းလမ်းဒီသူကဟိုဟိုမြို့သမီးတယောက်ကလိန်လေခေါ်ဆောင်တော့မှခံလိုက်ရတယ်ပြီးတော့ခေါ်တဲ့တခုခေါ်သွားခံရပြီးတော့ဖြစ်တဲ့ဇလန်ပေါ့အခု online မှာပေါ်လို့ရနေတယ်ကျွန်တော်ဒီမှာဝါလီဖတ်ဟိုတော့ online မှာပေါ်လို့ရလာတဲ့အကြောင်းအရာလေးကိုအရင်စဖတ်ပြမယ်ပေါ့နော် online ပေါ်လို့ရလာတဲ့အကြောင်းအရာပါလဲဆိုတော့ အဲခဏလေးမမဆိုးလို့ကျွန်တော်တို့ကပြောပြောရင်းနဲ့ချက်လက်ဒီမကုန်မှာဆိုးလို့ဗျာမမဆိုးလို့နောက်ခေါက်နောက်တစ်ခေါက်မမမဆိုးလို့တေချာလေးရှင်းပြကြည့်လို့ဆိုတော့မဆာခုနှစ်မနေ့ဆယ်လောက်မှာเนาะအမျိုးသမီးတယောက်က80ကျော်ကွယ်မှာရှိတဲ့အဖွားကိုတယောက်အိမ်ကိုရောက်လာတယ်။ရောက်လာပြီးတော့ तू က AI ကိုသူကသူကကုညီကလေး bright တဖွဲ့လို့လို့ဘာလို့လို့ပေါ့ဗျာ။အဖွားကြီးကနေမကောင်းဘူးပေါ့။အဲ့တော့အဖွားကိုဆေးကုပေးမယ်ဆိုပြီးတော့ကျမကြီးဌာနကပါဆိုတော့ဟန်ဆောင်ပြီးတော့ဝင်လာတယ်။အဖွား immunity တက်ခေါ်တယ်။အဖွားကတော့ तू ကျမကြီးတကယ်မကောင်းဘူး။မကောင်းတော့အဲ့ဒါနဲ့ဩသူ့ကိုဒါကျမကြီးစောင့်ချက်မှုလာလုပ်ပေးတယ်လို့ထင်ပြီးတော့အဖွားကလည်းလိုက်သွားတယ်80အသက်80ကျော်ဆိုတော့ ။နော်အဲ့တော့သူ87ဇင်းကနေ90အကြောင်းလမ်းမတိုင်အထိသွား။၃ဘိန်းက၃ဘိန်းအဲဘယ်လိုခေါ်မလဲစိုက်စိုက်ကျဲလို့ပေါ့။ဘီးရဲတွေငါစီတယ်လို့ယူဆပါတယ်။ဆိုတော့ငါစီတယ်ငါစီပြီးတော့သူကြောင်းလမ်းမတိုင်လေးရောက်ကောအဲ့ရနေပြီးတော့ကားကြီးဂိတ်ကြီးကိုသူလမ်းလျှောက်ပြီးကားကြီးဂိတ်လေးရောက်ရောအဖွားမောနေလောက်ပြီးဘာညာဆိုညားတယ်။ညားပြီးတော့သူကအဲခဏလေးစောင့်ပေါ့ဒီမှာစောင့်ကြအောင်ဆိုပြောရင်းနဲ့ အဖွားဆက်ပြီးနေနေနဲ့နောက်ဆုံးကျတော့ကဲလာအဖွားဘေးနားမှာရှိတယ်ဆိုပြီးဟိုတယ်မှာခဏနားအောင်ဆိုကဲဆောက်ထဲမှာခေါ်ခဏနားအောင်ဆိုကဲဆောက်တယ်ခေါ်သွားတယ်ကဲဆောက်တယ်ခေါ်သွားပြီးတော့အခန်းထဲအခန်းထဲထည့်ပြီးအခန်းထဲရောက်တော့အဖွားကိုသွားအဲ့အဖွားကိုကိုတခါတည်းအဲ့အခန်းထဲရောက်မှာတခါချူချက်ချက်တွေပဲလော့ချလိုက်ပြီးတော့အဖွားယူပါတဲ့ခွားယူမှာပါတဲ့ဒီဘာခေါ်လဲဆိုတော့အဲနဂတ်ပေါ့နော်နဂတ်ချွတ်ခိုင်းတယ်ပါတဲ့ပစ္စည်းလေးချွတ်ပေးပေါ့ဆိုတော့အဖွားကိုရောက်ပြအသက်80ကျော်ဘလို့ခံနေမှာဒီငယ်ရွယ်မျိုးသမီးတောင်လောကနဲ့အားနေဆိုမနိုင်ဘူးပေါ့မချွတ်ပေးဘူးလို့ဆိုတော့အဖွားကိုခေါင်းနဲ့ဖိပြီးတတ်ဖို့ကြိုးစားတယ် အဲ့လောက်ကြီးလှုပ်ဖို့စူးစမ်းရဲနောက်ဆုံးကျတော့အဖိုင်းကြီးကတင်းကျုံကိုင်းနဲ့အဲသူ့ကိုလှုပ်ပေးဖို့ပြောရင်းနဲ့နောက်ဆုံးမှာရှိတာလေးချုပ်ပေးပါမယ်ဆိုပြောရင်းနဲ့အဲ့လိုဟိုချုပ်ပေးနေတော့ဟိုမျိုးသမီးကလည်းအအောင်ရော့လိုက်တော့ချိန်မှာအဖိုင်းကြီးကအခန်းတကောက်အတင်းဆောင်ပြီးတော့အုံးစုဖွင့်တွန့်ဖွင့်ပြီးတော့ဂျက်တော့တေချာမချလိုက်ဘူးထင်ပါတယ်တွန့်ဖွင့်ပြီးလဲပြီးတော့အကောင်းအပြင်ထွက်ပြီးတော့အာကဲကြပါအောင်ဟိုဆိုအော်တဲ့သဘောရှိတယ်အဲ့မှာကဲဆောက်တဲ့ရသူတွေကကြားလိုက်ကြအတင်းဝုန်းရောက်လာလာလာအဲ့မျိုးသမီးကလည်းခုနမျိုးစင်ထွက်ပြေးသွားတယ်ထွက်ပြေးသွားဖြစ်သွားတယ်ထွက်ပြေးသွားပြီးတော့နောက်ဆုံးတော့အဖိုင်းကြီးကိုတော့ကယ်နိုင်တယ်အမျိုးသမီးကထွက်ပြေးလို့မျိုးသွားတယ် ဆိုတော့အဲ့အတွက်သူအဲ့တော့တော့ဟိုလောလောဆယ်တော့အဖိုင်းကြီးကကန်ကောင်းစွာဖြင့်ဘာမှတော့မဖြစ်သွားဘူးဟိုတော်သေးတာကန်ကောင်းတာပေါ့နော်ဆိုတော့ဟိုအိမ်မှာကိုယ့်အိမ်မှာတကြီးရောမြို့သမီးတွေဂျန်ခဲ့တယ်တကြီးရောဖိုးဖွားတွေဂျန်ခဲ့တယ်ဆိုရင်အိမ်တကားတွေလုံလုံချုံချုံတရားပိတ်ထားဖို့မှားကြပါပြီးတော့တောင်းတကုန်87ဆိုတော့နည်းနည်းလေးဒီညတွေကနည်းနည်းလေးဟိုမလုံချုံဘူးပေါ့ဗျာဟိုင်ညတွေဆိုတော့နည်းနည်းဆိုးပါတယ်ဆိုတော့ဒါသတိကြီးထားမယ်ကိုယ့်အိမ်မှာဂျန်ခဲ့တဲ့တကြီးရောအတွက်သတိကြီးထားမယ်ကိစ္စပါပြီးတော့ကိုယ့်အိမ်ကိုသစိမ်းတွေဝင်လာရင်ဘာသူဖြစ်ဖြစ် မယုံကြည်ကြဘူးလို့လေယုံကြည်ပြီးတော့မတော်တဆယုံကြည်မှုကြောင့်ဖြစ်ဖြစ်မတော်တဆကိုကကူညီခြင်းနဲ့စိတ်ကြောင့်ဖြစ်ဖြစ်ယုံလည်မှုကြောင့်ဖြစ်တခုကြောင့်ဖြစ်ကိုကိုလိန်ပြီးတော့တခုခုလောက်သွားတတ်တယ်အဲ့ဒါခံရတတ်ပါတယ်ဒါကြောင့်ဒါသတိကြီးထားမယ့်ကိစ္စပါရန်ကုန်မှာအဲ့ဒါလိုလုံနေတဲ့ဇလန်းကြီးရှိတယ်ဆိုတဲ့တဲ့ရတော့ဒါထွက်လာတယ်တောင်းတော့ကောမှာဒါမနေ့ကမတ်လ9ရက်နေ့ကဖြစ်သွားတာဆိုတော့အဲ့ဒီမျိုးသမီးကတော့လွတ်သွားတယ်ပေါ့နော်ဆိုတော့တဆန်ကရဲတာဝန်ရှိသူတွေကလည်းမတိုင်မဖမ်းဘူးပေါ့ဗျာတိုင်မှသူကဖမ်းမှာမတိုင်မဖမ်းဘူးတိုင်ရင်တော့မှပဲတိုင်ရင်တော့တဆန်ကရဲတဲ့ဖို့ဝင်နေရလဲတိုင်ရင်တော့သူတို့မှအလုပ်တွေကများတယ်တအားများတာ ခမရလှုပ်เสียလို့ဒီတန်းစီနေတဲ့ခါကျတော့တိတယ်တိုင်းမယ်နော်ရဲတပ်ဖွဲ့အလုပ်တအားများတာဗျာများတဲ့ခါကျတော့တိုင်တဲ့လူတွေပြည်သူလူထုအသက်အိုးစီးလူကြီးရခဏထားအောင်မင်းတို့ကိစ္စခဏထားအောင်ငါတို့လုပ်ရတအားများတယ်အဲကြောင့်ခဏနေအိုးဆိုတော့မျိုးနောက်ကိုအပြစ်ခံလိုက်ရတော့ခမရဒီမျိုးသမီးကနောက်ထပ်ထပ်ပြီးလိန်မဲ့ဇလန်းနေပေါ်ဦးမှာတနည်းမို့တနည်းနောက်ထပ်လူကြီးရောထပ်လိန်ကြအောင်မဘလို့လိန်မဲ့တော့မသိဘူးသက်ဆိုင်ရာဖွဲ့စည်းရတော့ CCTV မှတ်တမ်းတွေကနေဒီမျိုးသမီးပုံပြီးတော့ဓာတ်ပုံလေးတော့ထုတ်လာတာတွေ့ရတယ်ဆိုတော့ဒါကြီးချင်းအဖြစ်တော့ဒီမျိုးသမီးကဒါကြီးချင်းဒီမျိုးသမီးကတော့ ဟို CCTV မှာတိုင်းထုတ်ပြန်ခိုင်းရင်တော့ဒီမျိုးသမီးကနည်းနည်းတော့ဟောဖြစ်မျိုးသဘောလို့ရှိတယ်။နော်အဲ့တော့စောင့်လို့ကြည့်ကြတာပါဗျာနော်ဘလို့ဆက်ဖြစ်မျိုးတော့မသိဘူး။ဘလို့ဆိုတော့အဲဒီဒီမျိုးသမီးတောက်ထွက်ပြေးလွတ်မြောက်သွားတယ်ပေါ့နော်။ဆိုတော့음ဒါတော့ဘလို့ဒါတော့ဒါတော်တော်ကောင်မှာဖြစ်သွားတဲ့တတိထားစရာကိစ္စတစ်ခုဖြစ်နေထည့်ပြောတာပါနော်။အဲ့တော့ကဲကျွန်တော်အဲ့ဒါပြောပြီးတော့တောက်တော်ကောင်ကိစ္စကြီးပြောပြီးတဲ့နောက်ကျွန်တော်တို့ဘယ်လိုသွားရမလဲဆိုတော့စိတ်မကောင်းစရာနောက်တဲ့တတိခုနဲ့ကျွန်တော်တို့သွားပါမယ်။အဲ့ဒါစကိုင်းမှာဖြစ်သွားတဲ့ဇလန်းလေးပါစကိုင်းမှာစကိုင်းဘယ်နေရာလဲဆိုတော့နော် sorry စကိုင်းပင်ရဲဆိုမင်းကွန်စကိုင်းမင်းကွန်ဒေတာတလိုင်းစင်ဆိုရဲရွာနော်စကိုင်းမင်းကွန်ဒေတာတလိုင်းစင်ဆိုရဲရွာအဲ့ရွာမှာဖြစ်သွားတာပါចောင်းဆရာတယောက်ចောင်းဆရာတယောက်ရဲစက်တက်ဖြတ်ခံရပါတယ်တက်ဖြတ်ခံရဲ့အကြောင်းရင်းရတော့ရှင်းရှင်းလေးတက်ဖြတ်ခံရဲ့အကြောင်းရင်းရတော့ចောင်းသားတွေကိုចောင်းသားတွေကိုသူကာကွယ်ဆောက်ရှောက်မှုလုပ်လို့ចောင်းသားတွေចောင်းတက်လို့ရအောင်လုပ်ဖို့ကြိုးစားတဲ့အတွက်အဲအဲ့တော့တက်တဲ့လူတွေကဘယ်လိုလဲဆိုတော့ခင်ဗျားတို့သိတဲ့အတိုင်းပဲကျွန်တော်သိတဲ့အတိုင်းပဲဘယ်သူဖြစ်မလဲခင်ဗျားတို့သိတဲ့အတိုင်းပဲပေါ့နော်ဆိုတော့ ဒါလေးကလည်းတိုင်းပြည်တွေကျွန်တော်စိတ်မကောင်းစရာကိစ္စပါ။ကျောင်းဆရာဆရာမတွေဒီလိုတက်ဖြတ်ခံရတဲ့ဇလန်းတွေကိုကျွန်တော်တို့တနည်းအားဖြင့်ရတဲ့ရနိုင်အောင်တော့ဝိုင်းဝန်းစ조사ပေးကြဖို့သင့်ပြီလို့ယူဆတယ်။ကျွန်တော်တို့အတန်တွေထွက်ကြဖို့လိုပြီးခုနနိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေနော်ရက်ဖက်ဖွဲ့စည်းတွေကျောင်းကျောင်းဆရာဆရာမအတိုင်းဝိုင်းတွေအစဝိုင်းဝန်းပြောကြဖို့တန်းထွက်ကြဖို့လိုတယ်။ကျွန်တော်ခဏခဏပြောတဲ့အတန်ထွက်ကြပါအတန်ထွက်ကြပါအတန်ထွက်တာအားကောင်းလာရင်လူလူအတန်ကျဲလောင်လာရင်အကြမ်းဖက်သမားတွေအတန်တွေတိုးညင်းသွားတယ်တိုးတိတ်ဆိတ်သွားတယ်ပြီးတော့အကြမ်းဖက်သမားတွေတနက်တရား ဒီလိုချိန်ထားတာနေတဖြည်းဖြည်းနောက်ကိုဆုတ်သွားပြီးတော့နောက်ဆုံးတနက်တရကျွန်တော်တို့တို့ကြောနောက်ကိုဖွဲ့တဲ့အထိဖြစ်သွားတယ်။ဒါကြောင့်အရက်ဘက်အပွဲစီအတန်နေကြဲကြဲတလောင်ထွက်ကြဖို့လိုတယ်။ကြဲတဲ့ကြဲလာလေးလေးဒီကောင်တွေရဲ့တနက်တရပြောင်းနေတာတဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့ပြောင်းနေတာနောက်ကိုဆုတ်ဆုတ်သွားမယ်။တနက်ပြောင်းနေတာတောင်းဝချိန်ထဲကနောက်ကိုဆုတ်သွားမယ်။ပြီးရင်နောက်ဆုံးတို့တနက်ပြောင်းနေတာနောက်ကိုလူရဲ့နောက်ကိုလက်နောက်ကိုပြပြဖွဲ့တာဖြစ်လာမှန်ပဲ။နောက်တစ်ခုကတော့တနင်္လာမြေကြီးထဲမှာမြှုပ်ပြီးဖွဲ့လိုက်တာမျိုးဖြစ်သွားနိုင်တယ်။ဒါကြောင့်မလို့အကျန်းဖတ်သမားတွေကလည်းအခြားသောရဲစားတယောက်ကိုမတက်ဖြတ်အောင်တက်ဖြတ်မှုမဖြစ်အောင်နောက်တစ်ခုက နောက်အခြားသောရန်တွေတော့တေးဆုံးမှုတွေလည်းမဖြစ်အောင်အကြမ်းဖက်မှုတွေလည်းနည်းအောင်ဘာလို့ရလဲဆိုတော့ကျွန်တော်အရက်ဖက်အဖွဲစည်းပေါင်းများစွာကအတန်ကြဲကြဲလောင်ထွက်ရတယ်။ဘာလဲဆိုတော့အကြမ်းဖက်တပ်ဖြတ်မှုတွေကိုလက်မခံဘူး။ PDF တို့ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကိုလက်မခံဘူး။နိုင်ငံရေးနည်းလမ်းတွေဖြည့်ရှင်းတာကိုပဲလက်ခံမယ်။အကြမ်းဖက်တပ်ဖြတ်မှုတွေလက်မခံပါဘူးဆိုတော့ကြဲကြဲလောင်လောင်ထွက်ကြဖို့လိုတယ်။အဲ့လိုထွက်ဖို့ကဘယ်သူတွေထွက်မလဲဆိုတော့ခုနအရက်ဖက်အဖွဲစည်းတွေထွက်ပေးရမယ်။နိုင်ငံရေးပါတီတွေထွက်ပေးရမယ်။နောက်တစ်ခါအသင်းအဖွဲတွေထွက်ပေးရမယ်။အဲ့လိုပေါင်းများစွာအတန်ထွက်ပေးမှကျွန်တော်တို့အားလုံးအတန်တူညီစွာအတန်ကြဲကြဲလောင်ထွက်တော့မှ ဖက်ဒရယ်ဆက်နေမှာစာဆောင်ထုတ်ပြန်အောင်လည်းမပြုဘူးဗျ statement တစ်စောင်ထုတ်ပြန်အောင်လည်းမရဘူးဗျပေါ်တင်ကိုထွက်ပြီးတော့တေချာကြကြတာလူလူလှုပ်ရှားမှုတွေ campaign လို့အုံကြွပြောဆိုမှုတွေလုပ်ရမယ်အဲ့လိုလုပ်တော့မှဒီကောင်တွေရဲ့တနတ်တနတ်တွေပြောင်းသွားတယ်ရဖြည်းဖြည်းနဲ့နောက်ကိုဆုတ်လာမယ်